တဲ့2015ကုတ်တော့မယ်တလားပဲလို့တော့တယ်ခင်ဗျားတို့စိတ်ထဲမှာစိတ်ကောင်းစီကြောက်ဆုံးတော့မယ်တော်လိုင်းအရှိတ်ကောင်းနေတယ်လို့ထင်နေလားဒါမှမဟုတ်လဲစိတ်ကောင်းစီဖက်ကောင်းဆိုရင်ရွေးကောက်ပွဲပြီးရင်အရာရာအေးဆေးဖြစ်သွားပြီလို့ဗျာမျော်လင့်နေတာလားကြိုက်တယ်လို့ကြိုက်တဲ့ဖက်ကပြောနှစ်ဖက်စလုံးမောင်းနေတယ်အခုမြင်နေရတာက အကောင်အဆိုးတိုက်ပွဲအဆင်မဟုတ်တော့ပါဘူးကြော်သွားပြီပြိုကွဲမှုနဲ့အသက်ရှင်ရက်တည်ရဲ့အဆင်ကိုရောက်သွားပြီ yes or no နထာ၂၆မှာကျွန်တော်တို့ရင်ဆိုင်ရမှာကစိတ်အာဏာရှင်တစ်ခုတည်းလဲရှေ့စိတ်အာဏာရှင်စနစ်တစ်ခုတည်းမဟုတ်တော့ဘူးနိုင်ငံတစ်ခုလုံးအပိုင်းပိုင်းအဆောက်အအုံကွဲထွက်သွားမဲ့ Balkanization Balkan ဒေသလိုနိုင်ငံငယ်လေးတွေကွဲထွက်ခြင်းအန်ဒီယယ်ကိုရင်ဆိုင်ရမှာဘာဖြစ်လို့ပြောလဲ data တွေနဲ့ပဲပြောအောင်မယ်ခင်ဗျားတို့မှာခြိနှောက်ထားတဲ့တရားတွေမရှိဘူးဒီတော့ ပထမဦးဆုံးနံပါတ်၁ဒီနိုင်ပွဲကိုခင်ဗျားတို့ထင်နေတဲ့အခြေအနေကိုဇွန်ဆွဲကြည့်လိုက်ကြည့်အချက်လက်တွေအရ data တွေအရ ISP ဆိုတဲ့သူတည်တနာလည်းရှိတယ် ACAPS ဆိုတဲ့အစီအခံစာလည်းရှိတယ်အများကြီးပဲအများကြီးပဲနေတိုင်းလို့လို့သုံးသပ်ထားတယ်ကျွန်တော်တို့မှတော့ရှိတယ်စစ်ကောက်စီကိုပြန်ပြထားလိုက်50တို့မဟုတ်60 50 30စစ်ကောက်စီထိချုံနိုင်တဲ့တိုင်းပြည်ရထားလိုက်ပါတော့ခိုင်ခိုင်မာမာဆိုရင်အမေရိကန်မှာထုတ်ပြန်တာက23လို့ပြောတယ်ကျွန်တော်ကတော့ထားလိုက် ိုလိုလိုဒီလိုလိုဖြစ်နေတာဟာဒီနဲ့ဆိုရင်တော့40လောက်ပေးလိုက်အောင်တော်လိုင်းအဲစုတွေက9 60လောက်ရနိုင်ပြီဆိုရင်ကျွန်တော်တို့60လောက်ဟာဘာရလိုက်တာလဲဖက်ဒရယ်ဒီမိုကရေစီရသွားတာဟုတ်လို့လားမဟုတ်ပါဘူးကျွန်တော်တို့ရလိုက်တာဝါလိုတိုက်ဇေးရှင်းလို့ခေါ်တဲ့စစ်ပြေဝါဒပုံစံခက်စစ်စစ်အစာပြိုးနေတဲ့ခြေလမ်းတွေမြင်နေရတာပဲရှမ်းမြောက်ပဲကြည့်ဝါတပ်ဖွဲ့သူတို့ကိုကန့်သူတို့ TNI သူတို့သူတို့သူတို့နဲ့မြေသူတို့အုပ်ချုပ်ရေးသူတို့အခွန်စနစ် အခါမသိရင်ငွေကြေးတောင်မှပဲတအောင်းငွေကြေးလေးပါလေလားအုံးမလားမသိဘူးအဲ့လိုမျိုးပဲသွားကြတာပဲဒါဟာတိချနိုင်ငံငယ်လေးတွေဖြစ်မနေဘူးလားတရုတ်ဖြစ်အားကြောင့် AB လတော့ကပြီးမှလာရှိုးပြန်ဆွေးနွေးခဲ့တဲ့အခြေအနေမျိုးတွေရှိခဲ့ဘူးသလိုတစ်ဖက်ကဘာကိုပြနေလဲဆိုရင်နမ်မြေရတာကလက်နက်ကင်အဖွဲတွေရဲ့စေရေးဆွဲဆောင်ရေးဖြစ်တဲ့ဆိုပေမဲ့အဲ့ဒီနမ်မြေတည်မြဲဖို့ကရှမ်းပြောင်းမှာဆိုရင်တရုတ်ရဲ့သဘောထားကအဓိကဖြစ်နေတယ်ဆိုတာပဲ။ မလွန်ဆန်နိုင်ဘူးလေသူတို့ဟုတ်လားအခုလည်းမလွန်ဆန်နိုင်လို့ပဲဒီတိုင်းဆွေးနွေးပြီးတော့မိုးကုတ်ကိုပြန်ပေးလိုက်ရတာပဲစီးပွားရေး data ကိုကြည့်အောင်မလား2025 GDP တိုးတက်တိုးတက်မှုနှုန်းပဲကြည့်အနောက်အနောက်တော့3.0 2025မှာအစတော့1 0 1 2 3ဆိုတာအနည်းရပမာဏမဟုတ်ဘူးနိုင်ငံတစ်ခုရဲ့ GDP နဲ့ပြန်ပြီးတော့အချိုးချတာငွေကြေးဖောင်းပွားမှု inflation က30ရာခိုင်နှုန်းကျော်နေပြီငွေစက်ကူတွေနှစ်တောင်းတန်းတွေထွက်လာတာမျိုး လူဦးရေ55တန်းမှ16တန်းကျော်တပုတ်တပုတ်လူသားချင်းစာနာမှုအခွင့်အရေးပေါ်လိုအပ်နေတယ်။ဒါဟာတော်လိုင်းကာလာဒုက္ခဆိုတာထက် ခံရတဲ့တော်လိုင်းကာလာမှုရုပ်ကန်ရတဲ့ဆိုတာထက်နိုင်ငံတနိုင်ငံရဲ့အလုံးလုံးနေတဲ့ functional state အလုံးလုံးနေတဲ့အစိုးရရန်တရားလောဝရတပ်ပြည့်စည်သွားတဲ့လက္ခဏာအဲ့ဒါတော့အသေးချတဲ့အချက်လက်တွေဒီနေရာမှာကျွန်တော်ပြောချင်တဲ့ main argument တစ်ခုက 2026ကစစ်တရားမှန်နှစ်လည်းမဟုတ်တော့ပါဘူးဆိုလိုချင်တာကနိုင်ငံချင်းပြန်ဆက်ရမယ်နှစ်ဖြစ်တယ်နိုင်ငံချင်းဆိုတော့ကတအောင်းနိုင်ငံ UWSA နိုင်ငံကိုကန်းနိုင်ငံကချင်းနိုင်ငံရခိုင်နိုင်ငံခင်ဗျားတို့ပြန်ဆက်ဖို့လိုနေတယ်ဟုတ်လားဘာဖြစ်လို့လဲတရုတ်ကအခုကစားကွက်ပြောင်းလိုက်ပြီနော်2025အော်ဂုတ်လမှာရှီကျင်းဖင်တို့မရောက်လာလို့တွေးခွင့်ရခဲ့တယ် ပြီးရင်နဲ့ဇက်ကိတ်တွေပိတ်လိုက်ဖွင့်လိုက်ကစားနေတယ်တရုတ်ကမြန်မာပြည်ကိုငိတ်ချမ်းစေချင်လို့မဟုတ်ဘူးအခုမြေဆုပ်လို့ပါတော့အတန်တွေထွက်လာတယ်မြေဆုပ်မှာအဖွဲတော်ဖွဲလိုက်တယ်လျှက်စစ်ပညာမြေဆုပ်ကြီးအလျက်စစ်ကန်တာမှာကျွန်တော်ပြောပြီးပြီအရင်ထက်နှိမ့်တဲ့ဟာတခုကိုတဘောတူဖို့ဆွေးနွေးခဲ့တာတွေရှိတယ်လို့ကျွန်တော်ပြောခဲ့တယ်မှတ်မိမှာပဲသူရဲ့တတ်မှတ်ချက်အရင်မြေဆုပ်ပြီးဒီကတာအစင်အထီမဟုတ်နိုင်တော့ပါပဲသူတဲ့နည်းနည်းနှိမ့်တဲ့ဟာကိုတောင်းဆိုမှုစစ်ကောင်စီဘက်ကကချင်ဝန်ကြီးကနေပြီးတော့2024မှာတောင်းဆိုခဲ့တယ်လို့ကျွန်တော်ပြောခဲ့တယ်လေမှတ်မိလား ဒီတော့သူတို့လွတ်ချင်တာကထိတ်ချုပ်ထားတဲ့ဖယူဖျက်ချင်းနေဖယူဖျက်အချင်းနေဖြစ်မှဒီမျက်စုံတို့ကလှုပ်ခွင့်ရမှာတခြားတင်ရဇာတာတွေအချောင်းနိုင်ခွင့်ရမှာအချောင်းဈေးနဲ့ရမှာတရုတ်ကကောင်းလားဆိုမကောင်းဘူးပေါ့ကျွန်တော်တို့မြန်မာပြည်ကိုတကွဲတပြားဖြစ်နေစေချင်တယ်ဒါမှအဖွဲတိုင်းဟာစစ်တပ်ရောပေါ့ဗျာ EAO တွေရောတစ်ဖွဲ့ချင်းစီနော်တရုတ်ကိုဒူးထောက်ပြီးတော့မိခိုရမယ့်အချင်းတွေအကူအညီတောင်းရမယ့်အချင်းတွေရောက်လာမှာပဲအနိကက်ဆိုတာတရုတ်ပဲရှိတော့ ဒီတော့တကယ်လို့သာကျွန်တော်တို့ကအနေမြေတွေတိုက်ပြီးတော့အချင်းချင်းကြားမှာခြိနှောင်ရတဲ့ strong union ပေါ့ခိုင်မာတဲ့ပြည်ထောင်စုပုံစံမျိုးတည်ဆောက်နိုင်ရင်အာတာချေရမယ်မတည်ဆောက်နိုင်ရင်မြန်မာနိုင်ငံဟာအရှိတအာရှရဲ့ CDR ပုံစံအသစ်ဖြစ်လာမှာပဲဒါတော့အားသိချတယ်ဒီစကားပြောရင်နေတိုင်းလည်းမင်းကတော်လာရေးစစ်ကောက်စီကြာဆုံးနေပြီဘလို့ဖြစ်နေပြီเนาะဟိုတော်လိုက်အားပေးတဲ့သူတွေနိုင်ငံသမားတွေဇောတကတက်ပြီးတော့ပြောလာမှာပဲ အဲကြောင့်မို့လဲစက်တပ်ဒလန်တို့စက်တပ်ဖက်ကားလို့ပြောလာတာပဲစဉ်းစားကြည့်ပါစက်တပ်ကပြုတ်လဲနေပြီဆိုကျွန်တော်ကျွန်တော်ပြောခဲ့တဲ့အပေါ်မှာအထာနာကောက်ချင်းသေးတယ်စက်တပ်ပြုတ်လဲတိုင်းတော်လိုင်းအောင်သွားတာမဟုတ်ဘူး UNGPD အဲ့ဒီကနိုင်နေပြီဆိုပြီးတော့တိုင်းရင်းသားတွေရဲ့ဟာတွေနဲ့ရောချတဲ့အဥ္စောက်လဲ UNGPD အဲ့ဆိုပြီးရောချလို့မရဘူးအချိန်တိုင်းအားလုံးညနိုင်ကြမယ်ပြီးရင်ပြီးသွားမှာပဲတော်လိုင်းဖက်ချင်းချင်းချင်းကြမှာပြောတော့လေဒီတော့ဆေးရှင်းလေးပါပဲ အချိန်တန်ရင်တော်လိုင်းအင်အားစုတွေကြားထဲမှာညီနိုင်ရမယ်ဆိုတော့ကခလေးဆန်တဲ့အတွေ့အချိန်တန်မှညီတယ်ဆိုတော့မျိုးတမိုင်းမှလည်းမရှိဘူးမင်းကလည်းပြောခဲ့တယ်ယူကိုဆလာဗီးယားမပြုတ်ွက်ခင်တုန်းမှလည်းအဲ့လိုပဲအချိန်တန်ရင်တော့ငါတို့အချင်းချင်းကြားမှာတော့ရအောင်ညီမယ်ပဲဘုံရံသူပြောက်တော့ချင်းချင်းချတော့ပဲဘယ်တမိုင်းမှပဲကြည့်ကြည့်အချိန်တန်မှညီတယ်မရှိဘူးဆိုလိုချင်တာကဘဟုအစိုးရဆိုပြီးလုံနေတဲ့ IUD ရဲ့ကော့ကမ်းမှုအောက်မှာ EO ကဘာအကြောင်းနဲ့မှဝင်စရာမရှိဘူး ်ပြီးတော့ EOR အလုံးထိချုပ်ထားတဲ့ချီနောင်ထားတဲ့ဘုတ်သဘောတူညီချက်မရှိဘူး common enemy ရှိတယ်ဘုံရန်သူရှိပြီးတော့ဘုတ်အာ common goal မရှိဘူး yes or no common goal ကတူမမတူတာကချင် common goal မတူဘူးရခိုင် goal မတူဘူးရှမ်းမြောက် goal မတူဘူးလေအဲ့ဒီ common goal ကိုတူအောင်မညှိပဲနဲ့ဘယ်လိုဖြည့်ပြီးတော့သွားပြီးတော့အရှိကို ောင်နေပြီးနိုင်တယ်ပြောလို့ရပါတယ်မြေပြေမှာပို့တော့ဆို PDF အဖွဲ့ခွဲတွေ local PDF တွေ EAO တွေကြားထဲမှာအဲ့ဒီအဲ့ဒီအခွန်တရားဇာတ်ရရှိရေးနော်ရင်းမြစ်ပေါ့ capacity ပေါ့ဒါဒေါက်တာဆဆ BBC မှာပြောသလိုပဲအရင်မြစ်ရှိမှအလုပ်လုပ်လို့ရမယ်ဆိုပြီးတော့အရင်မြစ်ကိုဇွတ်ပြီးတော့ရှာခဲ့တဲ့ဟာတွေကစီစဉ်မှုမရှိတဲ့အတွက်ကြောင့်ပြဿနာတွေကကြီးကြီးမားမားတက်နေပြီ။နေမြစ်စိုးမိုးရေးနဲ့အခွန်ကောင်းမှုအဓိကအကျိုးစီးပွားနဲ့အခွန်ကောင်းမှုဦးစားပေးပြီးတော့နေမြစ်တိုင်းလာလေ။ပြီးတော့ခင်ဗျားတို့ ထက်မဲ့ကားတာကတော်လာရေးဖက်ကိုလည်းမပါဝင်ခြင်းနဲ့စက်ကောက်စီစစ်မှုထားခေါ်လာတဲ့အချိန်မှာကလေးကပြပောက်ထွက်သွားတဲ့လူငယ်40%လောက်ပြပောက်ရတဲ့နီလာထွက်ထိုင်းရနေဖိုင်ပြန်ဖို့ပြန်ဖို့ခံရတာနည်းနည်းပဲအများကြီးပဲရောက်သွားပြီ UNDP 2025ရပိုမောက်ပဲကြည့်လူငယ်40%လောက်ပြပောက်ထွက်ဖို့ကြိုးစားနေခဲ့တယ်ဒါကနိုင်ငံပြန်တည်ဆောက်မဲ့ brain drain ဖြစ်သွားတဲ့အချိန်တွေ brain power နိုင်ငံထဲမှာမရှိတော့ဘူးအုံနောက်သုံးပြီးတော့ power အားနဲ့လူငယ်အားနဲ့တိဆောက်မဲ့အခြေအနေမရှိဘူးဒါဟာအလိုလိုပြည်လဲသွားမဲ့ကိစ္စမဟုတ်ဘူးလက်နဲ့ကြိုင်တော့တဲ့လက်ရှိတော်လိုင်းရင်းထဲကလူငယ်တွေဟာနိုင်ငံအုပ်ချုပ်ရေးဘိုင်းမှာတိဆောက်လို့ရမချင်းနေလို့လားဒီတော့ရှင်းအောင်ဥပမာပေးရရင်မြန်မာနိုင်ငံအခြေအနေကလုံခြုံရေးအစောက်တက်စက်တက်ဆိုတဲ့ဟာကိုရိုက်ထုတ်ပြီးတော့တိုက်ခန်းကိုပြန်သိမ့်ဖို့ကြိုးစားနေတဲ့အေရ အဲ့ရဝင်းတစ်ခုနဲ့တူတယ်လောချိုရေးအဆောက်နော်စစ်တပ်ကမြန်မာအနိုင်ငံတော်ဆိုပြီးတော့လှုပ်ထားတဲ့ဟာကိုနေပြည်တော်ရန်ကုန်လောက်မှာပိတ်မိအောင်လှုပ်ထားနိုင်တဲ့အခြေအနေလက်ရှိရဒါပေမဲ့ပြဿနာကအပေါ်ထပ်အောက်ထပ်ဘေးအဆွန်နောက်အခန်းပိုင်ရှင်တွေ EAO တွေ ERO တွေ PDF တွေကအချင်းချင်းကိုနဲ့မြေကိုကတ်တက်တကားတွေပိတ်လေကားရေးမှာကိုပိုင်ဂိတ်တွေထောင်ပြီးတော့ဖျက်ဆန်းခါကောက်နေကြတယ်ရေမီးလည်းမလောက်ဘူးအမိုက်တွေလည်းပုံနေပြီအခုချိန်လှုပ်ချော်ရေးအဆောက် စစ်တပ်ဖြစ်တဲ့ဟာကြီးကနေပြည်တော်ရန်ကုန်မှာတော့မခံနိုင်ပဲထွက်သွားတာလေအဲ့အယာဝင်းကြီးက5 star hotel ကြီးလိုမျိုးအယာဝင်းကြီးမဖြစ်တော့ဘူးအခန်းပိုက်ရှိတဲ့အချင်းချင်းနည်းနည်းပို့ချက်ရင်းနဲ့ပြဿနာတက်မှာပဲခင်ဗျားတို့မှာအဓိက federal ဆိုရဲစီမင်းအခုချက်ချင်းလည်းမရေးဆွဲနိုင်ပါဘူးဒီတော့အယာဟာအယာဝင်းကြီးကပြိုကျပြီးတော့မြေလော့မြေရိုင်းဖြစ်သွားနိုင်တဲ့အချင်းနေတဖွဲ့ချင်းထောင်ပြီးတော့တက်လာဖို့ဆိုတာကလည်းတော်တော်အားဆိုင်ယူမှတော့ပါပဲ ီးတော့ဆိုလိုချင်တာက2026မှာဒီလိုအခြေအနေမှာဗာဆက်ဖြစ်လောက်မလဲတော်လိုင်းအင်အားစုတွေကခင်ဗျားတို့စစ်ရေးထက်နိုင်ငံရေးသဘောတူညီချက်ကိုပို့ပြီးတော့အမြန်ဆုံးအကောက်ထက်ဖော်နိုင်မယ်ဆိုရင်တော့တက်တော့မယ်နေမည်တစ်ခုနဲ့တစ်ခုကြားကုန်စည်စည်းစိမ်မှုကိုဖွင့်ပေးပြီးတော့သဘောတူညီချက်နဲ့တရားစတာခွဲဝေရေးကိုလုံနိုင်ရင်တော့ရမယ်မဟုတ်ရင်တော့တရုတ်ရဲ့ခွဲခြားဆက်ဆံရေးမိမှာပဲတရုတ်ရဲ့ divide and rule မိမှာပဲစစ်တပ်ရဲ့ divide and rule မဟုတ်ဘူးနော်တရုတ်ကတဖွဲ့ချင်းစီခေါ်တွေ့ရ 3BHA တော့မလွန်ဆန်နိုင်သေးဘူး yes or no အဲ့ဒီဟာကိုစူပါအာနာဘယ်တော်နာမှာရလာနောက်ကွယ်မှာချိတ်ဆက်ထားတဲ့ bad channel တွေဖွင့်ထားမှာရလာပြီးတော့အစိုးရအခြေအနေကတိတ်ချလာပေါ့ organization တစားစီဖြစ်သွားမှာပဲစစ်တပ်ကမြို့ကြီးကိုထိုက်ထားမယ်သူ့အတူမြို့ကြီးလေးမှာကြံ့မယ်နယ်စပ်တွေမှာစစ်ပီးရင်ပုံစံနိုင်ငံငယ်လေးတွေပေါ်လာမယ်ရှမ်းပြည်တစ်ခုတည်းမှာကိုမနှဲဘူးတိုက်ပွဲတွေမှာတိုက်ပွဲတွေကပြည်မကြီးမှမဟုတ်တော့ဘဲနဲ့ ERO အချင်းချင်း PDF အချင်းချင်းနယ်မြေလူပွဲတွေဖြစ်လာလိမ့်မယ် တရုတ်အကြိုက်ဆုံးနဲ့စစ်တပ်အကြိုက်ဆုံးပုံစံပဲမဖြစ်ဘူးဆိုတော့ခင်ဗျားတို့အထင်ကျတော့ထင်တာမဟုတ်ဘူးပြီးတော့ညီကောင်ချုပ်ပြောချင်တာကဘာလောက်ကြမလဲကျတော့အကြံပြုနိုင်တာတော့တော့ချက်လာတော့ပြောချင်တယ်ကျတော့ပြောချင်တယ်မြေပုံမှာအနီရောင်တွေလွှမ်းပြီးတော့တွန်လိုင်းအင်အားစုစုပြီးတော့ရောချလို့မရဘူးဒါဟာ United Kingdom ကနေပြီးတော့မြန်မာနိုင်ငံအတွက်ခကြီးမတော်ရမြေပုံဆိုပြီးတော့တတ်မှတ်ထားတဲ့ပဋိပက္ခဆုပ်တွေမျိုးတတ်မှတ်ထားတဲ့မြေပုံလိုလို့ PPTB ကနေပြီးတော့စေရစ်တပွဲနိုင်တို့အနီရောက်တတ်မှတ်ထားပြီးတော့တနိုင်ကလေးနီရောက်လွမ်းတဲ့ဆိုတော့နိုင်ချင်အောင်ဆောင်တဲ့မြေပုံလိုမျိုးလုပ်လို့မရဘူးခင်ဗျားတို့ပိတ်ပိုက်ထိထိချုပ်စုမှုနဲ့မြေမှာပါတရားဥပဒေမှာမရှိဘူးခင်ဗျားတို့နဲ့မြေမှာတရားဥပဒေစုမှုရေး rule of law ဝန်ဆောင်မှု public service ကိုချက်ချင်းတည်ဆောက်မှရတာဒီနက်ကံပြီးအခွန်ကောက်နိုင်ုံနဲ့အဆိုးရမဖြစ်ပါဘူးနံပါတ်1ကမဟာမိတ်ဆိုတာစစ်အတူတိုက်ဖို့ကြီးပဲလောက်တာမျိုးမဟုတ်ပါဘူး နိုင်ငံရေးစီးပွားရေးပါချိတ်ဆက်မှရတာ 3PHA တာမှာစေရေးမဟာမိတ်အဆင့်အထိပဲရောက်ခဲ့တယ်။ယောအချင်းချင်းပိတ်ဆို့ထားတဲ့လမ်းကြောင်းတွေမျိုးမဖြစ်လောက်ဘူးဆိုရင်ဘယ်လိုဘယ်လိုအမခံမှာမဖြစ်လောက်ဘူးလို့ပိတ်ဆို့ထားတဲ့လမ်းကြောင်းတွေကိုကို့အချင်းချင်းညှိနှိုင်းပြီးပြန်ဖွဲ့မတော့ပဲပြည်သူတွေမငန့်ပါ။ပြည်သူတွေငန့်နေခင်ဗျားတို့တော်လာရေးကြကြမခံဘူး။နောက်တစ်ခုကအေအေတို့မှအရင်မြတ် အောက်ချုပ်ရေးဘိုင်းဆိုင်ရာမှာလူငယ်တွေတသိပညာရှင်တွေခေါ်နေတဲ့အရာဝန်ထမ်းတွေခေါ်နေတဲ့လူငယ်တွေကနိုင်ငံခြားထွက်ဖို့ကြီးပဲစဉ်းစားတာကလက်ရှိချိန်တွေကဒီနိုင်ငံမှာဘာမှအမှားခံချက်မရှိတဲ့ချိန်တွေတကယ်တော့မစဉ်းစားသိဘူးထွက်သွားရင်တောင်မှကိုယ့်နိုင်ငံအတွက်နိုင်ငံရေးနည်းပညာ lobby တခုခုပေါ့ဗျာ system တခုလုံးကို ပြဖို့အားပြုပြီးတော့ပြင်ဆင်ပေးသင့်တယ်ခင်ဗျားတို့က refugee မဟုတ်ဘူးခင်ဗျားတို့ကမြူဘာမာ architect တွေ မြန်မာနိုင်ငံအစ်တတခုရဲ့ဘီတုကာတွေခင်ဗျားတို့မရှိရင်ဒီနိုင်ငံဘယ်လိုပြတည်ဆောက်မှာလဲဒီကောက်ချုံနေတဲ့မိကောတခုမေးကြတာကခင်ဗျားတို့အခုတိုက်ပွဲဝင်နေတာကအနာဂတ်ပြည်ထောင်စုအစ်တ new federal union တခုအတွက်လားဒါမှမဟုတ်ကိုချန့်စီကိုခတ်မဲ့စစ်ပြည်အစ်တတွေမွေးထုတ်ဖို့တိုက်ပွဲဝင်နေတာလားအဲ့ဒီဖြစ်က2026ခင်ဗျားတို့လှုပ်ဆောင်မယ်လှုပ်ရပုံမှာမူတည်တယ် ရရတဲ့တင်စဉ်းစားပြီးရရစစ်စစ်ဆုပ်ဖြတ်ပြီးလုပ်ဒီလောက်ပါပ